AI ပြန်ပွဲကိုတွေးတဲ့အခါများသောအဖြစ်အနောက်အာရှကိုမတွေးကြပါဘူး။ဒါပေမဲ့အခုအနောက်အာရှဟာ AI game ထဲမှာကစားသမားအသစ်တောက်ဖြစ်လာပါပြီ။ဒီညမှာကျွန်တော်တို့ကျွန်တော်တို့ရှင်းပြပါမယ်။စစ်ဆုံးကဥဆောင်နေတာကတော့ Saudi Arabia နဲ့ UAE နိုင်ငံတို့ပဲဖြစ်ပါတယ်။သူတို့ဟာအင်အားကြီးတဲ့ Vindia chip တွေကိုအများကြီးဝယ်ယူနေကြပါတယ်။ဒီ chip တွေကိုဝယ်ယူနေတဲ့ company နှစ်ခုရှိပါတယ်။ Arabia နိုင်ငံက G 42ဖြစ်ပါတယ်။ Saudi ကတော့ Humane ကုမ္ပဏီဖြစ်ပါတယ်။နောက်ခုစလုံးဟာကိုပိုင် AI model တွေတည်ဆောက်နေပြီးဒီအတွက်အစ်မြစ်ချစ်တွေကိုလိုအပ်နေပါတယ်။ဒါပေမဲ့ဒီချစ်တွေကိုဈေးတကရိုးရိုးဝယ်လို့မရပါဘူး။အမေရိကန်ကဒီချစ်တွေရောင်းချမှုကိုကန့်သတ်ထားပါတယ်။ဈေးကွက်တစ်ခုချင်းစီအတွက်အမေရိကန်ချစ်ထုတ်ကုမ္ပဏီတွေဟာအစိုးရခွင့်ပြုချက်ယူရပါတယ်။ဒီအပမှာအဲ့ဒီခွင့်ပြုချက်ကိုအနောက်အာရှအတွက်ပေးလိုက်ပါပြီ။ဝါရှင်တန်ကအစ်မြစ်ချစ်တွေကို အနောက်အာရှကိုရောင်းခွင့်ပေးလိုက်ပြီဖြစ်ပါတယ်ဒါဟာနည်းပညာစာချုပ်တစ်ခုတည်းမဟုတ်ပါဘူးကမ္ဘာလုံးဆိုင်ရာ AI ပြိုင်ပွဲတွေကအရေးကြီးတဲ့ခြေလှမ်းတစ်ခုပါအမေရိကန်ဘက်ကဘာအကျိုးရှိလဲဘာကြောင့်အနောက်အာရှကို chip တွေရောင်းချင်ရတာလဲအကြောင်းရင်းအားသုံးခုရှိပါတယ်တိတိချက်ကတော့အခြေခံအဆောက်အုံမြန်မာပြည်နဲ့နိုင်ငံမှာရှိတဲ့အလွန်ကြီးမားတဲ့အတိုင်းအတာနဲ့အရာတွေကိုတည်ဆောက်နိုင်ပါတယ်ဒီနိုင်ငံတွေဟာအမေရိကန်ထက်ပိုမြန်ဆန်တဲ့ AI အခြေခံအဆောက်အုံတွေကိုတည်ဆောက်နိုင်ပါလိမ့်။ Saudi နဲ့ Arabia UAE တွေဟာမြေကြကြဝန်းရှိတဲ့ပိုက်ဆံရှိတဲ့အရေးကြီးဆုံးကတော့လက်ရှိစွမ်းအားအများကြီးရှိပါတယ်။ Data Center တွေဟာလွန်များပြားတဲ့လက်ရှိလိုအပ်ပါတယ်။အမေရိကန်မှာလက်ရှိသုံးစွမ်းမှုကန့်သတ်ချက်တွေရှိပါတယ်။ဒါပေမဲ့မြေထက်ပြည်နယ်နိုင်ငံတွေကဒီပြဿနာမရှိပါဘူး။သူတို့ဟာ AI မှကြီးတွေရှိတဲ့ data center တွေတည်ဆောက်နေပါတယ်။ချစ်တွေထက်တွင်းမှု ကြီးမားတဲ့ cluster တွေ AI ဖွံ့ဖြိုးရေးအတွက်အထူးဆုံးနေဖန်တီးနေပါတယ်။အမေရိကန်ထက်အများကြီးမြန်ဆန်စွာလုပ်နေပါတယ်။နေ့အချက်ကတော့ဈေးကွက်ထိန်းချုပ်ရေးဖြစ်တယ်။အမေရိကန်ကပင်လယ်ရေမြေထက်ပင်လယ်နိုင်ငံတွေမှာ အမေရိကန်ဤပညာကိုသုံးစီချင်ပါတယ်။ခွာဝေးလိုကုမ္ပဏီတွေကိုဒီဈေးကွက်ဆုံးရှုံးမခံချင်ပါဘူး။တရုတ်ကိုဤပညာပြန်ပွဲမှာရှုံးမခံချင်ပါဘူး။အရင်က G42 ဟာ Huawei နဲ့ ပူးပေါင်းခဲ့ပေမဲ့အမေရိကန်ဖိအားကြောင့်အခုအဲ့ဒီဆက်ဆံရေးကိုဖျက်တောက်ခဲ့ပါပြီ။ Saudi ရဲ့ Humane ကလည်း Huawei နီးပညာမသုံးပါဘူးလို့လူအများရှိကတိပေးခဲ့ပါတယ်။အဲ့ဒီအတွက်အခု Vindia chip တွေကိုဝယ်နေရပါတယ်။တတိယတစ်ချက်ကတော့ပိုက်ဆံဖြစ်ပါတယ်။ပင်လေကြီးမြေမြေတပ်ပင်လေဒေသမှာရှိတဲ့ဒီနိုင်ငံတွေဟာအီယာမကြီးတဲ့ဖောက်တယ်တွေပါ ်ဆော်ဒီတနိုင်ငံတဲက2030ခုနှစ်မတိုင်ခင် AI chip လေးသိန်းတက်သွင်းဖို့အစီအစဉ်ထားပါတယ်တဟာဒေါ်လာဘီလီယံချီတမိုးရှိတဲ့စီးပွားရေးအခွင့်အရေးပါဒါပေမဲ့အန္တရာယ်လည်းရှိပါတယ်အမေရိကန်ရောင်းနေတဲ့ chip တွေဟာတာမန် chip တွေမဟုတ်ပါဘူးကမ္ဘာမှာအင်အားအကြီးဆုံး chip တွေပါအမေရိကန်ကဒီ chip တွေကိုအလွန် guild site ကောက်ွယ်ထားပါတယ်။ပြိုင်ပွဲတွေလက်ထက်မရောက်စေချင်ပါဘူး။ဒါကြောင့်ရောင်းချမှုမှာအလွန်တင်းကျတဲ့အခြေအနေတွေပါပါတယ်။ G42 နဲ့ Humane ဟာ အမေရိကန်တတ်မှတ်ထားတဲ့လုံခြုံရေးအစည်းအဝေးတွေကိုတင်းကျစွာလိုက်နာရပါမယ်။အမေရိကန်ကုသရောင်းဝယ်ရေးဌာနကဒီလိုပြောခဲ့ပါတယ်။ဒီကုမ္ပဏီတွေဟာအလွန်တင်းကျတဲ့လုံခြုံရေးနဲ့အစည်းအဝေးခန်းစာတွေကိုပြည့်စုံစွာလိုက်နာရပါတယ်။ဆိုလိုတာကပုံမှန်စစ်ဆေးမှုတွေပုံမှန်စစ်ဆေးရေးခီးတွေလက်ခံရပါမယ်။ဒီအခြေအနေတွေဟာအနောက်အာရှကုမ္ပဏီတွေမကပါဘူး။အမေရိကန်ကုမ္ပဏီတွေပါတက်ဆိုင်ပါတယ်။ဥပမာ Microsoft ကမကြခင်ကပင်လယ်မြေတပ်ပင်လယ်ဒေသမှာ AI project တွေစတင်ခဲ့တယ်။တည်င်းတွေအရအလွန်တင်းကျတဲ့စီကံတွေကိုလိုက်နာခဲ့ရတယ်လို့သိရပါတယ်။ပုံမှန်စစ်ဆေးမှုအခြေခံအဆောက်အအုံစစ်ဆေးမှုနည်းပညာလုံခြုံမှု အာမခံချက်စတဲ့အချက်တွေပါဝင်ပါတယ်။ဒါဟာ AI chip ရောင်းချရေးရဲ့ပုံစံအစ်ဖြစ်လာပါပြီ။စီးပွားရေးတွေမဟုတ်ပါဘူး။မဟာပြူဟာနဲ့နိုင်ငံရေးတွေးခေါ်မှုတွေနဲ့ပါမောင်းနေနေပါတယ်။လူတွေအခုပြောနေကြပါတယ်။ chip ဟာခေတ်တည်းရဲ့ ရေရဲ့မီးရဲ့စီရဲ့ပါတဲ့အနောက်အာရှဟာချစ်ဝဲသူတယောက်တည်းမဟုတ်တော့ပါဘူးပြန်ပက်ပြန်ဆန်မှုတွေရဲ့စစ်မြေတစ်ခုဖြစ်လာနေပါပြီဆော်ဒီနဲ့ UAE နိုင်ငံတွေကချစ်တွေတွေမဟုတ်တော့ပါဘူး AI နည်းပညာကိုထောက်ပံ့နိုင်တဲ့ပြည့်စုံတဲ့ GitHub စနစ်တွေလည်းတည်ဆောက်နေပါတယ် data center cloud stand cloud စနစ် RGB ဘာသာအတွက် AI model စတဲ့နည်းပညာအသစ်တွေဖန်တီးနေပါတယ်သူတို့ဟာ မ္ဘာ AI လောကမှာဩဇာရှိချင်ပါတယ်အရင်မြင်ရှိတယ်ရည်မှန်းချက်ကြီးတယ်ဘယ်ဘက်ကိုထောက်ခံမှာဆိုတဲ့နိုင်ငံကြီးအင်အားလည်းရှိပါတယ်အမေရိကန်ကတော့သူ့ကိုရွေးချယ်ခံရတဲ့ပေးတွင်းသူနဲ့အဓိကမိတ်ဖက်ဖြစ်လာစေဖို့တေချာအောင်လုပ်ချင်နေပါတယ်